နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံတကာရာဇဝတ်မှုခုံရုံးရဲ့ရှင်းနေရှုပ်မိုဟာမက်တာဂျူအစ္စလမ်ကရာထူးကနေဖြုတ်ချခံရတဲ့ဝန်ကြီးချုပ်ရှိခါစီနာဟာနိုင်ငံတော်အဖွဲ့အစည်းတွေအတွင်စုပေါင်းမှုတွေဖန်တီးဖို့ကြိုးပမ်းခဲ့ပြီးဘင်္ဂလားဒေ့ရှ်တက်မတော်ကိုပြည်တွင်းစစ်ဖြစ်ဖို့အတွက်လှုံ့ဆော်ဖို့ကြိုးပမ်းခဲ့တယ်လို့ဆိုစွေပြောဆိုလိုက်ပါတယ်။တာဂျူအစ္စလမ်ဟာကြာသပတေးနေ့နိုင်ငံတကာရာဇဝတ်မှုခုံရုံးတင့်မှာ ဝင်ကြီးရှုပ်ဟောင်းကိုဆွေးဆိုထားတဲ့အမုံတွေနဲ့ပတ်သက်ပြီးရှောက်လေးချက်ပေးရမှာအခုလိုပြောဆိုသွားကြတာဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းစာမှာဖော်ပြပါဗျာ။ဝင်ကြီးရှုပ်ဟောင်းရှိတ်ဟာစီနာနဲ့တခြားနှစ်ဦးအပေါ်မှာတရားဆွေးဆိုမှုအတွင်တရားလိုရဲ့နောက်ဆုံးရှောက်လေးချက်တွေကိုမနေ့ကပြီးဆုံးခဲ့ပြီးရှောက်လေးချက်ပေးချိန်မှာအခုလိုမှတ်ချက်ပြုပြောကြားခဲ့တာလို့ဆိုပါတယ်။ရှိတ်ဟာစီနာဟာဘင်္ဂလားဒေ့ရှ်တိုင်းပြည်အတွင်းပြည်တွင်စစ်ဖြစ်ဖို့ကြိုးပမ်းခဲ့တယ်လို့လည်းသူကပြောဆိုပါတယ်။ ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစင်းနာနဲ့အတူဒီအမှုမှာတရားစွဲဆိုခံရတဲ့တခြားတရားခဏအုပ်ကတော့ပြည်ထရေးဝန်ကြီးဟောင်းအာဆာဒူဇာမန်ခန်းနဲ့ရေးချုပ်ဟောင်းတို့ဖြစ်ကြပါတယ်။ဝန်ကြီးချုပ်ဟောင်းဟာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းပြည်ရင်းစစ်ကိုနှိုးဆွဖို့အတွက်ကြိုးစားခဲ့ပေမဲ့မျိုးရှစ်စစ်ရှိတဲ့ဘင်္ဂလားဒေ့ရှ်တပ်မတော်ကထောက်ချောက်ထဲကိုမကြောက်ခဲ့ဘူးလို့ရှင်းနေချုပ်ကပြောဆိုပါရယ်။ဒါအပြင်အစိုးရရှင်းနေချုပ်ကအခုလိုရက်ဆက်ကြမ်းကြုတ်တဲ့ចောင်းသားတွေ အမျိုးသမီးတွေအပါအဝင်လူတွေကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုမျိုးဆက်တစ်ခုလုံးကိုတုတ်တင်ရှင်းလင်းဖို့ကြိုးပမ်းမှုတွေအပါအဝင်လူပေါင်း35000လောက်တန်ရာရရှိခဲ့ပြီးမြောက်များစွာသောလူတွေကိုထိခိုက်နာကျင်တန်ရာရရှိစေခဲ့ပေမဲ့လည်းနောက်တရရတဲ့အရေးအယံမတွေ့ရသေးတဲ့အတွက်သူမကိုအမြင့်ဆုံးပြည်တံရှာမှတ်တင်တယ်လို့လည်းပြောကြားသွားခဲ့ပါတယ်